ားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုသူရဖြစ်မျှဝေဆွေးနွေးပေးနေတာကတော့ဒက်စီကားအင်ဂျင်တွေမှာအသုံးပြုတဲ့ spec plate တွေမှာဘာကြောင့် engine wire ဆိုတာလဲ engine wire ဆိုစေနိုင်တဲ့ပြစ်ချက်6မျိုးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုသူရဖြစ်မျှဝေဆွေးနွေးပေးခြင်းပါတယ် ဓာတ်ဆီကားအင်ဂျင်တွေအတွက်မီးလောင်ပေါက်ကွဲပြီးပါဝါရရှိဖို့အတွက်ဆိုရင် ignition စနစ်ကမဖြစ်မနေလိုအပ်ပါတယ်။အဲ့ဒီ ignition စနစ်မှာဆိုရင် spark plug တွေ ignition coil တွေက အရန်ကိုအရေးပါတဲ့ပစ္စည်းတွေဖြစ်တယ်။အဲ့တော့ spark plug တွေဟာဆိုလို့ရှိရင်တော့ဓာတ်ဆီကားအင်ဂျင်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းဖြစ်တယ်လို့ ပလက်ကွာရီနေရာဆိုလို့ရှိရင်လည်းဒီဘက်ခေတ်ဒက်စီကားအင်ဂျင်တွေမှာဆိုရင်မရှိမဖြစ်လိုအပ်လာတဲ့ပစ္စည်းတွေဖြစ်တယ်အရင်တော့ကဆိုလို့ရှိရင်တော့ဒီပလက်ကွာရီနေအစားကို distributor တိုက်တွေကိုအသုံးပြုခဲ့ကြတယ် point နေနဲ့အသုံးပြုခဲ့ကြတယ်ဗောဗျာအဲဒီကနေပြီးတော့မှမီးထွက်မယ်မီးထွက်ပြီးတော့မှပလက်တွေအတွက်ကိုပလက်ကျိုးတွေကနေပြီးတော့မှပလက်တွေကိုမီးရောက်မယ်အဲဒီကနေပြီးတော့ commission ချက်မာတွေကိုမီးပေးပြီးတော့မီးလောင်ပောက်ပွဲတယ်အဲ့တော့ spare plate တွေကနေပြီးတော့ ဒီမီးပေးပြီးတော့မှမီးလောင်ပေါက်ကွဲပြီးတော့အင်ဂျင်ပါဝါကိုရရှိစေတာဖြစ်တဲ့အတွက်စပက်ပလက်တွေကမီးကောင်းကောင်းမထွက်တဲ့အခါမှာအင်ဂျင်ပါဝါဆုံးရှုံးတဲ့ပြဿနာတွေကားကတွန်းဆုတ်တွန်းဆုတ်ဖြစ်တဲ့ပြဿနာမျိုးတွေဒါ့အပြင်အင်ဂျင်နှိုးမရတဲ့ပြဿနာမျိုးတွေနဲ့အင်ဂျင်တုန်တဲ့ပြဿနာမျိုးတွေကိုကြုံတွေ့နေနိုင်ပါတယ်။ဒါကြောင့်မို့နော်ဒီ Dacci engine တွေအတွက်ကစပက်ပလက်ကအရန်ကိုအရေးပါတဲ့ပစ္စည်းဖြစ်တယ်။အဲ့တော့ဒီစပက်ပလက်မှာ အင်ဂျင်ဝိုင်းဆိုတဲ့ပြဿနာမျိုးတွေရဲ့နောက်စပက်ပလက်မှာကာဗွန်ဂျိုးတွေတက်နေတာတို့နောက်စပက်ပလက်ရဲ့ gap တွေကအကွာအဝေးအရင်များသွားတာတို့နောက်စပက်ပလက်မှာသူ့ရဲ့ internal resistance တွေအရင်များသွားတာတို့အဲ့လိုပြဿနာတွေ ਆ ဆိုလို့ရှိရင် အဲဒီဓာတ်ဆီကားအင်ဂျင်တွေအတွက်ကအရန်ကိုဆိုးရွားတဲ့ပြစ်ချက်မျိုးတွေဖြစ်စေနိုင်တယ်။ဒါအပြင်ဓာတ်ဆီကားအင်ဂျင်တွေမှာအော်တိုဂီယာစနစ်ကိုသုံးထားတယ်ဆိုရင်ဒီစပက်ပလက်တီကြောင့်ဂီယာဆောင်တဲ့ပြဿနာတွေ၊ဂီယာအချင်းနောက်ကျတဲ့ပြဿနာမျိုးတွေ၊ဂီယာချင်းမမှန်တဲ့ပြဿနာမျိုးတွေပါကြုံတွေ့နေနိုင်ပါတယ်။လောင်စာစီစားများစေနိုင်တဲ့ပြစ်ချက်တွေကလည်းစပက်ပလက်ကြောင့်ဖြစ်စေနိုင်တယ်။အဲ့တော့ကျွန်တော်ဒီဗီဒီယိုဖိုင်မှာကစပက်ပလက်တီကိုအင်ဂျင်ဝိုင်းဆိုးစေနိုင်တဲ့ပြစ်ချက်တွေကိုကျွန်တော်ကမျှဝေပေးချင်တာဖြစ်ပါတယ်။အဲ့တော့စပက်ပလက်တီ ီမှာ EUI ဆိုတဲ့ဆိုတဲ့အပိုင်းမှာနှစ်ပိုင်းပေါ့ engine ရဲ့ commission chamber ဘက်ချမ်းက spark ရဲ့ gap ပိုင်းပေါ့နော်အဲ့ဒီဘက်ကိုဆိုတာလားဒါမှမဟုတ်ရင် spark နဲ့ ignition coil ရဲ့ဂျားထဲမှာ engine wire ဆိုနေတာလားအဲ့ဒီပိုင်းတွေကိုကျွန်တော်တို့ကဘယ်နေရာမှာဆိုတာလဲပေါ့မူတည်ပြီးတော့မှပြစ်ချက်ကိုထည့်သွင်းပြီးတော့စဉ်းစားပြရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင် spark plug မှာ engine wire စိုးစေနိုင်တဲ့ပြစ်ချက်6မျိုးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဆွေးနွေးပေးပါမယ်။နံပါတ်1အနေနဲ့ကတော့ အင်ဂျင်မှာအင်ဂျင်ရဲ့ဟက်မှာတက်စင်အသုံးပြုထားတဲ့ဘာဗတီရဲ့ပြစ်ချက်ကြောင့်ဖြစ်ပါတယ်။ဘာမှဆိုလို့ရှိရင်ဘာစီးတွေရှိမယ်၊ဘာဂိုက်တွေရှိမယ်ပေါ့ဗျာ။အဲ့ဒီဘာစီးတွေမလုံတာတွေဘာဂိုက်တွေခြောင်တာဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့မှအင်ဂျင်ဝိုင်းတွေစီးကြပြီးတော့အင်ဂျင်ရဲ့ကွန်ဗန်ရှင်းချမ်းမာတွေကိုရောက်မယ်။ရောက်ပြီးသွားရင် စပပလက်မှာအင်ဂျင်ဝိုင်းဆိုတဲ့ပြဿနာမျိုးကိုကြုံတွေ့စီနိုင်ပါတယ်။အဲ့လိုမျိုးပြစ်ချက်ဆိုရင်တော့ကားရဲ့အိမ်စောမှာမီးကိုအပြာလိုက်တာပေါ့ဗျာ။ပြာလက်လက်ရောက်မီးကိုလိုက်တဲ့ပြဿနာတွေပါကြုံတွေ့စီနိုင်ပါတယ်။အဲ့တော့ဒီဘားစီးတွေဘားကိုက်တွေကအထူးသဖြင့်ရတော့ဘားစီးတွေ ဘားစီးတွေကတက်တန်းတစ်ခုကြာသွားတဲ့အခါမှာမာလာတယ်။ဘာကြောင့်လဲဆိုတော့သူက rubber စီးတွေကိုသုံးထားတာဖြစ်တယ်။အဲ့တော့တက်တန်းတစ်ခုကြာသွားတဲ့အခါမှာ engine ရဲ့အပူတွေ engine wire ရဲ့အပူချိန်တွေကြောင့်ဘားစီးတွေကမာသွားတယ်။ဘားကိုက်ရဲ့စီးပေါ့ဗျာ။အဲ့တော့ကျွန်တော်တို့ကတော့ဘားစီးလို့ခေါ်တာပေါ့နော်။အဲ့တော့ဘားကိုက်ရဲ့စီးတွေကမာသွားပြီးတော့ engine wire ကိုမထိန်းနိုင်တော့မထိန်းနိုင်တော့ဆိုရင်အဲ့ဒီကနေပြီးတော့ engine wire တွေကစီးကြပြီးတော့ အဲ့ကနေ engine ရဲ့ commission ချက်မာလေးကိုရောက်မယ်ဒါကိုတော့ကျွန်တော်တို့ကဘားစီးတွေကြော်နယ်လို့ခေါ်တော့ဗောဗျာဘားကြော်သွားတာဗောနော်အဲ့ဒီကနေပြီးတော့မှ C ကနေ engine wiring တွေကအဲဒီ engine ရဲ့ commission ချက်မာလေးကိုရောက်ရင် spark plug မှာ engine wiring ဆိုတဲ့ပြဿနာမျိုးတွေကြုံတွေ့ရတယ်အဲ့ဒီပြဿနာမှာဆိုရင်နှစ်ပိုင်းစဉ်းစားရမယ်တစ်ပိုင်းကကြတော့အိတ်ဇောကနေပြီးတော့မှမိခိုးပြလဲလဲလိုက်ပြီးတော့ engine wiring ပျောက်နေတယ်ဒါဆိုရင်တော့ဖြစ်နိုင်တာကဘားစီးတွေမလုံတာကြောင့်လည်းဖြစ်တတ်တယ်အဲ့ဒီကနေပြီးတော့ spark plug ကိုဖြုတ်လိုက်လို့ ဒရပ်လက်မှာအင်ဂျင်ဝိုင်းစုနေတယ်ဆိုရင်တော့ဖြစ်နိုင်တာကဘားစီရဲ့ပြစ်ချက်ကြောင့်ဖြစ်နိုင်တယ်ပေါ့ဗျာတခြားသောပြစ်ချက်တွေကြောင့်လည်းဒီစပက်ပလက်မှာအင်ဂျင်ဝိုင်းစုတာတော့မှန်တယ်ဒါပေမဲ့ပထမအချက်အနေနဲ့ကကြတော့ဘားစီတွေမကောင်းတဲ့ပြစ်ချက်နောက်တစ်ချက်ကကြတော့ဘားကိုက်တွေခြောက်လာတာပေါ့ ဘားကိုက်တွေခြောင်လာတဲ့ပြစ်ချက်ကြောင့်လေဘားကမထိန်းနိုင်တော့မငြိမ်တော့ဘောနော်ဘားကပုံမှန်ဆိုလို့ရှိရင်ပြပွင့်မယ်ပိတ်မယ်ပွင့်မယ်ပိတ်မယ်လှုပ်ဆောင်ပေးနေပြင်မယ်အဲ့ဒီဘားကိုက်တွေကမထိန်းနိုင်တော့တဲ့အနေအထားမှာဘားကိုက်တွေခြောင်သွားတဲ့အနေအထားမှာဘားကလှုပ်လာတယ်အဲ့ဒီကနေပြီးတော့မှဘာစီဘလောက်ပဲကောင်းကောင်း INY ကိုမထိန်းနိုင်တော့ဘဲနဲ့ convention ချက်မာတွေကိုရောက်ရင် spec player ရဲ့ထိတ်မှာ INY နေစုမယ်အဲ့လိုမျိုး INY ဆိုလို့ရှိရင်လည်း spec player ရဲ့မီကူအားကိုကြာစီမှာဖြစ်ပါတယ်ဒါကတော့နံပါတ်1အနေနဲ့အရန်ကိုအရေးပါတယ် ဘားစီးတွေဘားဂိုက်တွေရဲ့ပြစ်ချက်ကြောင့်စပက်ဘလက်မှာအင်ဂျင်ဝိုင်းစိုးစီတဲ့ပြစ်ချက်ပါနံပါတ်1အနေနဲ့ပြစ်ချက်ကကြတော့ပင်စင်ရိန်းတွေပေါ့ဗျာနော်ပင်စင်ရိန်းတွေရဲ့ပြစ်ချက်ကြောင့်အဲ့တော့ပင်စင်ရိန်းကြတာအဲ့တော့ရိန်းကြတယ်လို့ခေါ်တာပေါ့ဗျာနော်အဲ့တော့ပင်စင်ရိန်းတွေဟာဆိုလို့ရှိရင်လေတက်တန်းတစ်ခုကြာလာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်အင်ဂျင်ဝိုင်းကိုပုံမှန်မလဲလို့ပဲဖြစ်ဖြစ်လီစစ်တွေကိုပုံမှန်မလဲလို့လည်းဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့် ရိန်းကြပြီဆိုကြပါစို့ရိန်းကြရင်ဘာဘာဖြစ်လာလဲဆိုတော့အင်ဂျင်မှာကျလာတယ်အင်ဂျင်ပါဝါပါကျလာတယ်အစွဲယုံနေကျလာမယ်ဝင်မယုံတော့ဘူးကားကလီဘာနင်းပေမဲ့လည်းဝစ်ဆင်းသွားတယ်ဂုံးတက်တွေကောင်းကောင်းမတက်တော့ဘူးဝိတ်တွေတင်လို့မရတော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်လာတယ်ဆိုရင်ဒါကရိန်းကြတယ်ဆိုတဲ့လက္ခဏာတွေမှာပါဝင်တယ်အဲ့ဒီမှာမီးခိုးပါလိုက်တယ်မီးခိုးကလည်းအင်ဂျင်ဝိုင်းမီးခိုးပေါ့နော်ပြန်လဲလဲအယောင်တွေလိုက်တယ်အဲ့လိုပြန်လဲလဲအယောင်လိုက်တယ်ဆိုရင်အင်ဂျင်ကလည်း ကြာနေပြီပြောင်းလဲလဲအယောင်လဲလိုက်နေပြီဆိုရင်တော့ဒါက range ကြတယ်ဆိုတဲ့လက္ခဏာမျိုးဒါပေမဲ့ဒါတော့ပုံသေးပြီးတော့မှတ်လို့မရဘူးပေါ့ဗျာ then ကျွန်တော်တို့အနေနဲ့ကတော့စစ်ဆေးပြီးဖို့တော့လိုအပ်တယ်အဲ့တော့ range ကြနေပြီလားဆိုတာကိုစစ်ဆေးဖို့ကဘာလို့လို့ရလဲဆိုတော့ဒီ density engine တွေမှာကြတော့ spark plug ကိုဖြုတ်လိုက်မယ် spark plug ဖြုတ်ပြီးတော့ compression tester ကိုသုံးပြီးတော့ဒီသူ့ရဲ့ compression chamber ရဲ့ဖိအားကိုစမ်းသပ်လို့ရပါတယ် compression chamber ရဲ့ဖိအားပြောမယ်ဆိုရင်တော့ဗျာဒီ piston ရဲ့အဲဒီ ပင်စင်နဲ့ဒီဆလင်နာအတွင်းထဲမှာပေါ့ဗျာသူ့ရဲ့ဖီအားတစ်ခုရှိမယ်ပင်စင်ကနေကြက်လိုက်မယ်အဲ့ဒီဖီအားရှိမယ်အဲ့ဒီဖီအားကိုကျွန်တော်တို့ကစစ်ဆေးမယ်စစ်ဆေးတဲ့အခါမှာအကြမ်းကြီးကတော့150 PSI လောက်ပေါ့ဗျာအဲ့လောက်ရှိတယ်ပေါ့ဓာတ်ကြီးအင်ဂျင်တွေဆိုရင်150-120ပေါ့အဲဒါပေမဲ့တချို့အင်ဂျင်တွေဆိုလို့ချင်း80လောက်ပဲရှိတယ်ဒါဆိုတော့ compression ကကျနေပြီဆိုလိုတာကတော့ piston ၄လုံးရှိတယ်စနင်္လာ၄လုံးရှိတယ်ဆိုရင်သူ့ရဲ့ compression ဖိကျက်အားတွေက လေးလုံးလုံးကအနည်းဆက်ဆုံးညီနေရမယ်အကြမ်းမြင့်ကတော့30 PSI 15 PSI လောက်ကတော့ကွာခြားနိုင်တယ်ဒါပေမဲ့အဲ့ထက်တော့များလို့မရဘူးပေါ့အဲ့လိုနေထားမျိုးဖြစ်တဲ့အခါကျတော့အဲ့ဒီထက်များနေတယ်ဥပမာပြောရမယ်ဆိုရင်ဗျာ number 1 piston က number 1 cylinder ကကျတော့150 PSI ရှိတယ် number 2ကကျတော့100ပဲရှိတယ်ဆိုတော့အဆင်ပြေမှာမဟုတ်ဘူးဒါက number 2မှာ compression ကျနေတယ်ဆိုတဲ့သဘောပေါ့ ကားအင်ဂျင်တစ်စီးနဲ့တစ်စီးလုံးနဲ့လုံးကတော့ compression ကကွာတယ်ဥမာပြောမယ်ဆိုရင် 1MZ တို့ပါလို့ဆိုလို့ရှိရင်သူ့ရဲ့ compression ဖီအားကတော်တော်လေးညံ့တယ်280ကျော်လောက်ရှိတယ်280 PSI လောက်ရှိတယ်ပေါ့ဗျာအဲ့တော့ jamming ကတော့200ပဝန်းကျင်ရှိကြတာပေါ့เนาะအဲ့တော့ compression ကျလာပြီဆိုရင်ဒါက range ကျတာကြောင့်လည်းဖြစ်တတ်တယ်တခြားပြည့်ချက်တွေကြောင့်လည်းဖြစ်တတ်တယ်ဥပမာ cylinder နဲ့ရံမှာအဆင်းရထင်တာတို့ piston မှာအဆင်းရထင်တာတို့နောက်ချက်က range ကြီးကျတာပေါ့เนาะဘာတွေမလုံတာပေါ့ဒါတွေအရဆိုလို့ရှိရင်လည်း ဒီ compression ကြာနေတဲ့ပြစ်ချက်တွေပါအဲ့တော့ဒီ piston rain တွေကြာလာပြီး rain gap တွေကျယ်လာတာ rain တွေညောင်းပြီးတော့အလုံးမလုံးတော့တာ rain တည်တယ်လို့ခေါ်တာပေါ့ဗျာ rain တွေအဲဒီလုံးဝမလှုပ်ရှားတော့တဲ့ပုံစံမျိုးတွေဖြစ်တာပေါ့အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်လည်း engine wine လည်းပျောက်မယ်ဒါ့အပြင် engine wine ပျောက်ပြီးတော့သူက engine wine ကပျောက်တယ်ဆိုတာဘယ်လိုပျောက်တာလဲဆိုတော့ သူ့ရဲ့ဆလင်နာနိုင်ရမှာရှိနေတဲ့ engine wire တွေကို range ကနေချင်းမချနိုင်တော့ဆိုရင် commission ချမှာလဲမှာကြံနေခဲ့တယ်အဲ့ဒီ engine wire တွေက spare plate မှာလဲလာပြီးတော့စိုးစည်းသလိုဒီလောင်ကျွမ်းပောက်ကွဲတဲ့အခါမှာလဲ engine wire တွေပါလောင်ပြီးတော့ထွက်သွားတယ်အဲ့တော့အိဇောကပြလဲလဲအယောင်လိုက်တယ်မိခိုးလိုက်တာပေါ့နော်အဲ့လိုမျိုးလဲဖြစ်တယ် engine wire ကလည်းနည်းနည်းချင်းပျောက်သွားမှာဖြစ်တယ်ဒါကကြတော့ range ကြတဲ့ပြဿနာပါနံပါတ်1ပြစ်ချက်ကတော့ပင်စင် range ပြစ်ချက်ဖြစ်တယ်ဆိုလို့ရှိရင်လဲ spare plate မှာ engine wire စိုးစည်းနိုင်ပါတယ် နောက်ထပ်ပြစ်ချက်တစ်ခုကကြတော့စလင်နာဝေါ်ပေါ့အဲပြောမယ်ဆိုရင်တော့စလင်နာနိုင်ရန်နေပေါ့ဗျာစလင်နာနိုင်ရန်နေပင်စတင်နိုင်ရန်နေပေါ့ပင်စင်နေပါပေါ့เนาะဒီအစင်းရည်ထင်တာဒါကကြတော့များသောအားဖြင့်ဘာကြောင့်ဖြစ်တယ်လဲဆိုတော့အဲကျွန်တော်တို့ engine wiring ပေါ့အမျိုးအစားညံ့တဲ့ engine wiring တွေတုံးတာတို့နောက် lead sheet တွေကိုပုံမှန်စစ်ဆေးခြင်းမရှိတာတို့ကြောင့်စင်နာနိုင်ရန် နေစားစီနိုင်တယ်နောက်တစ်ချက်က ပြောမဆိုရင်တော့ engine ကောင်းကောင်းမတက်တာပေါ့ဗျာ engine ပန့်ကြောင်ပဲဖြစ်ဖြစ် engine line တွေကြီးပိတ်လို့ပဲဖြစ်ဖြစ်လုံလောက်တဲ့ engine ပမာဏကိုစင်နာနိုင်ရန်ကိုမဖြန်းပေးနိုင်ရင်စင်နာနိုင်ရန်မှာအဆင်းရတွေထင်တတ်တယ်အဲ့လိုအဆင်းရထင်လို့ရှိရင်နောက်ဆက်တွဲကဘာဖြစ်လဲဆိုတော့ engine တွေက ပျောက်စေနိုင်တယ်အဲ့လိုပဲစပက်ပလက်မှာ EY နေလာပြီးဆိုတဲ့ပြဿနာကစနေနာနိုင်ငံကြီးအဆင့်ရထင်တာပစ္စတင်မှာအဆင့်ရထင်တာကြောင့်လည်းဖြစ်တတ်ပါတယ်ဒါကကြတော့တစ်ခါလေမှာပင်စင် range ကြောင့်လည်းဖြစ်တတ်တယ်ပင်စင် range အရင်မာတဲ့ဟာကိုတုံးထားပြီးတော့မှာ ဲကျွန်တော်ပင်စင်ရင်းရဲ့အဲချစ်တဲ့အရာကြောင့်စင်တာနေရာမှာအဆင်ရထင်တဲ့ပြဿနာမျိုးတွေလည်းကြုံတွေ့တတ်တယ်ပေါ့ဗျာတခါဒါတော့အင်ဂျင်ကင်တဲ့အနေထားမှာတခါလေးမှာကြုံရတဲ့ပြဿနာမျိုးတွေပါအဲဒါတော့နည်းနည်းဖြစ်တော့ဖြစ်ခဲ့ဒီပါအင်ဂျင်ကင်တဲ့ဆရာတွေကတော်တော်များများတော့ဘာရင်းရဲ့ဘယ်စလင်နာတွေတုံးရမလဲဆိုတာကသူတို့တည်ပြီးသားဖြစ်တဲ့အခါကျတော့ဖြစ်တောင်းဖြစ်ခဲပြစ်ချက်တွေမှာပါဝင်ပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်စင်တာနိုင်ရည်နေမှာအဆင်းရထင်တာ ပစ်စင်နေမှာအဆင်းရထင်ရင်လေစပက်ဘလက်မှာအင်ဂျင်ဝိုင်းစူစီနိုင်ပါတယ် နောက်ထပ်နံပါတ်၄အနေနဲ့ဖြစ်နိုင်တဲ့ပြစ်ချက်ကကြတော့ PCV system positive cranky ventilation စနစ်ရဲ့ပြစ်ချက်ကြောင့်လေဒီ spublet ဒီမှာ engine wire လာဆိုစေနိုင်တယ်ဒီ positive cranky ventilation ဆိုတဲ့စနစ်မှာ PCV ဘားကအရေးပါတယ်သူကဘယ်လိုလုပ်ပြီးလဲဆိုတော့ engine ရဲ့ grind kit ထဲမှာ injury တွေရှိမယ်အဲ့ဒီ injury တွေကပူလာလို့ရှိရင်နည်းနည်းတော့အငွေ့ပြန်မယ် injury အငွေ့ပြန်တာတွေရှိမယ်နောက်တစ်ချက်အနေနဲ့ကကြတော့ဒီ cylinder နဲ့ဒီကျွန်တော်တို့ compression လုပ်လိုက်တယ်ပေါ့ဗျာဖြည့်ချလိုက်တယ်ဆိုတဲ့အနေအထားကနေဒီ cylinder နဲ့ piston ရဲ့ဂျာထဲမှာ ring ကနည်းနည်းလေးဟနေတယ်ဆိုလို့ရှိရင်အဲ့ဒီကနေ blow by gas လို့ခေါ်တဲ့အဲ hydrocarbon ဓာတ်ငွေ့တွေပေါ့အဲ့ဒီအငွေ့တွေက စိမ့်ကြလာတယ်အဲ့ဒါကဘေကိုရောက်လဲဆိုတော့ crank kit ထဲကိုရောက်တယ် cranky လို့ခေါ်တယ် crank kit ထဲကိုရောက်တယ်အဲ့ဒီ crank kit ထဲမှာ engine wire ရဲ့အငွေ့ပြန်နေတာတွေနောက်အဲ့ဒီ hydrocarbon တွေပေါ့ဗျာအဲ့ဒါတွေကကြာလာလို့ရှိရင်ဖိအားတွေများလာတယ်အဲ့ဒီဖိအားတွေကိုချော့ချဖို့အတွက် PCB စနစ်ကိုတပ်ဆင်ထားတယ်ထည့်သွင်းထားတယ်အဲ့ဒီ PCB စနစ်ကအဲ့ဒီ crank အဲ့ဒီ cranky တွေကနေပြီးတော့မှ အဲ့ဒီဓာတ်ငွေတွေကိုရှော့ချဖို့အတွက်ဘယ်ကိုရောက်လဲဆိုတော့တိုက်ပစ်ဖုံးပေါ်ရောက်တယ်။များသောအားဖြင့်တိုက်ပစ်ဖုံးပေါ်ကိုပို့ပေးတယ်ပေါ့ဗျာ။အဲ့လိုမျိုးပို့ပေးပြီးတော့တိုက်ပစ်ဖုံးမှာ PCB ဘားကိုတက်ဆင်ထားတယ်။တချို့ကားတွေကကြတော့အင်ဂျင်ရဲ့ဟက်မှာအင်ဂျင်ရဲ့ဘလောက်မှာဒါတော့ဒီဇိုင်းပေါ်မူတည်ပြီးတော့ကွဲမှာပေါ့ဗျာနော်။အဲ့လိုမျိုးဆိုတော့တော်တော်များများကကြတော့တိုက်ပစ်ဖုံးအထိရောက်သွားတယ်။အဲ့ဒီတိုက်ပစ်ဖုံးလေးကိုရောက်ရင်အဲ့ဒီမှာ PCB ဘားကိုတက်ထားတယ်။ PCB ဘားကကြတော့ဘာလို့ပေးလဲဆိုတော့အဲ့ဒီအငွေ့ပြန်နေတဲ့အဲဘလူးပိုင်ကလို့ခေါ်တာပေါ့ဗျာ။အဲ့ဒီဓာတ်ငွေတွေကိုအင်းလက်ထဲကိုပြန်ထည့်တယ်။ပြန်ထည့် ည့်ပြီးတော့ပြန်လောင်စေတယ်ဒါကအငွေ့ကိုပဲလောင်တာသူကအရေးကိုလောင်တာမဟုတ်ဘူးအရေးကိုပြန်ထည့်ပြီးတာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီ PCB စနစ်မှာပြစ်ချက်ဖြစ်နေတယ် PCB ဘားကဒုဥပောင်းပွင့်နေဆိုရင်ဘာဖြစ်လဲဆိုတော့ engine wire ကအငွေ့မဟုတ်တော့ဘဲနဲ့အမှုံလေးတွေပါပါသွားတယ်အဲ့ဒီ blow by gap ကအငွေ့နေနေမဟုတ်ဘဲနဲ့ engine wire အမှုံတွေပါရိုးပြီးတော့ပါသွားတာအဲ့လို engine wire အမှုံတွေပါရိုးပြီးပါသွားလို့ရှိရင်ဘာဖြစ်လဲဆိုတော့အဲ့ဒီကနေ့ အဲကျွန်တော် engine wire မှုန်လေးက inlet ထဲကိုရောက် inlet ထဲကနေ engine ရဲ့ combustion chamber လေးကိုရောက်တဲ့အခါမှာ spark plug မှာလည်း engine wire ဆိုတယ် engine wire လည်းပျောက်တယ် engine wire ကလောင်ကျွမ်းပြီးတော့ထွက်တာဆိုတော့အဲမိကိုပြလဲလဲအယောင်လေးတွေထွက်စီတာပေါ့ဗျာအဲ့လိုမျိုးနဲ့အဲဒီ engine wire ပျောက်တဲ့ပြဿနာလည်းဖြစ်တယ် engine အဆွဲယုံကတော့ဒီတတာမကြောက်ဘူးဒါပေမဲ့ engine wire ပျောက်တဲ့ပြဿနာမျိုးတွေဖြစ်တယ်နောက်တစ်ချက်က spark plug ဒီမှာ engine wire လာဆိုတယ်ဒါကတော့ number 4အချက်ဖြစ်တယ် ဒီ PCB system ပေါ့နော် PCB system မှာပြည့်ချက်ဖြစ်တယ်ဆိုလို့ရှိရင်ဒီလိုပြဿနာမျိုးတွေကြုံတွေ့နေနိုင်ပါတယ်။နံပါတ်5အနေနဲ့ကကြတော့ Turbo Charger ရဲ့ပြည့်ချက်ပါ။ Turbo Charger ပါတဲ့ကားတွေမှာအဲဒီဒက်စီကားတွေမှာတော့ Turbo Charger ပါတဲ့ကားကနဲတော့နဲပြီမဲ့လဲရှိတယ်ပေါ့ဗျာ။ဒီ engine power ကြီးတဲ့ကားတွေဥမာအဲ2.5လောက်ဆိုလို့ရှိရင် Turbo တွေထည့်ပြီး2.5တို့3.0တို့3.5တို့ဆိုရင် Turbo Charger တွေပါလာပြီ။ချူကားတွေမှာတော့ဒီ Super Charger တွေပါကြတာပေါ့ဗျာ။နော်အဲ့တော့ တာဘူချာချာပါလာပြီဆိုရင်တာဘူရှက်ရဲ့တာဘူရဲ့လေပတ်မှုကအင်ဂျင်လေပတ်မှုတဲ့အစပေါင်းယာကနန်းနဲ့ချီပြီးတော့ရှိတယ်ဥမာပြောမယ်ဆိုရင်ဗျာအင်ဂျင်က RPM 2000လောက်လေပင်မဲ့အဲ့ဒီချိန်မှာတာဘူချာချာရဲ့လေပတ်မှုကတိုင်ကနန်းနဲ့ချီပြီးတော့လေတယ်အဲ့လိုမျိုးလေတဲ့အခါမှာတာဘူရှက်မှာလေဘယ်ရင်လေးတွေပါတယ်အဲ့ဒီတာဘူရှက်မှာ ်အင်ဂျင်ဝိုင်းပေးတယ်ချောစီပေးတယ်ပြီးတော့ကူးလင်းစနစ်လည်းရှိတယ်ကူးလန်းကလည်းအဲ့ဒီတာဘိုရှက်ရဲ့ပတ်ချလဲမှာပူနေတာတွေကိုစုပ်ယူပြီးတော့အဲကျွန်တော်ဒီအပူချိန်ကိုရှော့ချပေးတယ်အဲ့လိုမျိုးဆိုတော့သူ့မှာချောစီပေးတဲ့စနစ်လည်းရှိတယ်အဲ့တော့အဲ့ဒီတာဘိုရှက်ကိုပေးနေတဲ့ချောစီစနစ်မှာပြည့်ချက်ဖြစ်တာမျိုးတွေအင်ဂျင်ဒီအင်ဂျင်ဆက်ရက်တဲ့အခါမှာအမှန်မှန်ကန်တဲ့ရက်တမှုမဟုတ်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တာဘိုရှက်တွေစားသွားတာမျိုးတွေဖြစ်တတ်တယ် အဲ့လိုမျိုးတာဘိုချက်တွေစားသွားရင်ဘာဖြစ်လဲဆိုတော့ engine wine တွေကကြုံကြလာတယ်အဲ့ဒီ engine wine ကြုံတာက exhaust ဘက်ပေါ့ exhaust ဘက်ဆိုတာက သူ့မှာတာဘိုမှာဆိုလို့ရှိရင်ရှက်တစ်ခုနဲ့ဒလက်ဒလက်ကနှစ်ခုရှိတယ်ဒီဘက်ဒီဘက်ဒလက်နှစ်ခုပေါ့တစ်ဖက်က တာဘိုင်ဝီးလို့ခေါ်တယ်တစ်ဖက်က compressor wheel လို့ခေါ်တယ်တာဘိုင်ဝီးကကြတော့ exhaust ဘက်ချမ်း compressor wheel ကကြတော့ inlet ဘက်ချမ်းအဲ့တော့တကယ်လို့အဲ့ဒီမှာတာဘိုစီကြော်တာက exhaust ဘက်ကိုပဲကြော်တယ်ဆိုရင်တော့ပပလက်မှာလာပြီးတော့ engine wine ဆိုမှာမဟုတ်ဘူး exhaust ကနေပဲ အင်ဂျင်ဝိုင်းထွက်မယ်။ဒါပေမဲ့ဒီ inlet ဘက်ပေါ့နော်ဒီ compressor wheel ဘက်ကစီကျော်တယ်ဆိုလို့ရှိရင်တော့သူကအင်ဂျင်ထဲကိုအဲ့ဒီအင်ဂျင်ဝိုင်းတွေကပြန်ဝင်မှာပြန်ဝင်တယ်ဆိုလို့ရှိရင် spark plug မှာလာပြီးတော့ engine wire စူစီနိုင်ပါတယ်။ဒါကြောင့်ပေါ့နော် turbo charger တွေရဲ့ပြစ်ချက်တွေကြောင့်လည်း spark plug တွေမှာ engine wire စူတဲ့ပြဿနာမျိုးတွေကြုံတွေ့စေနိုင်ပါတယ်။နံပါတ်6အနေနဲ့ဖြစ်နိုင်တဲ့ပြစ်ချက်တစ်ခုကကြတော့ဒီ spark plug မှာ engine wire စူစီတဲ့ပြစ်ချက်မှာက type B C plus C လို့ခေါ်တယ်အဲကျွန်တော်တို့ဟိုတချို့ကတော့ plus C လို့ခေါ်ကြတယ်တချို့ကျတော့လည်း type B C လို့ခေါ်ကြတယ်ဗောဗျာအဲ့ဒါကြောင့်ဖြစ်တတ်ပါတယ်အဲ့ဒါကြတော့ဒီ spare plan နဲ့ ignition coil ရဲ့ဂျားထဲမှာ engine one ရောက်နေတဲ့ပြဿနာမျိုးအဲ့ဒီပြဿနာမျိုးကဒီ type C ကြောင့်လည်းဖြစ်တတ်တယ် plus C ကြောင့်လည်းဖြစ်တတ်တယ်ဒါပေမဲ့အဲ့ဒါကတွဲနေတာများတယ်တော်တော်များများပေါ့เนาะ engine တွေမှာဆိုရင်တော့ plus C နဲ့ type C က တွဲရဖြစ်တယ်။များသောအားဖြင့်တော့တိုက်ပစ္စည်းရဲ့အလယ်မှာဝိုင်းလေးတွေနဲ့ပလတ်စီလေးတွေပါတယ်။တချို့အင်ဂျင်နီယာကြတော့ပလတ်စီနဲ့တိုက်ပစ္စည်းကခွဲထားတယ်။အဲ့လိုခွဲထားတဲ့အင်ဂျင်လည်းရှိတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာအဲ့ဒီစီမကောင်းတာမျိုးပေါ့နော်။အဲ့ဒီစီမကောင်းရင်ကြတော့အင်ဂျင်ဝိုင်ကဘယ်လိုရောက်လဲဆိုတော့အဲ့ဒီ English Coin နဲ့ Spark Plug ရဲ့ဂျားတွေကိုရောက်ပြီးတော့စီတူးတာခံသွားတယ်။အဲ့လိုမျိုးကြောင့် တွန်းဆုံတွန်းဆုံဖြစ်တဲ့ပြဿနာမျိုးတွေအဆွေယုံကြတဲ့ပြဿနာမျိုးတွေကြုံရတယ်။ဒီခါဒီမှာဆိုလို့ရှိရင် Honda ကားတွေမှာကြုံရတယ်ပေါ့နော်။ Honda ကားတွေမှာ plus 7လုံးသုံးထားတဲ့ကားတွေမှာဆိုရင်ရှေ့ရဲ့ plus 4လုံးကတော့တိတ်ပြဿနာမရှိပေမဲ့နောက်ရဲ့ plus 4လုံးပေါ့။နောက်ရဲ့ plus 4လုံးမှာဆိုရင်သူက engine wine တွေရောက်နေတာမျိုးပေါ့။ဒီ spark plug နဲ့ ignition coil ရဲ့ဂျာထဲမှာ engine wine တွေရောက်ပြီးတော့တွန်းဆုံတွန်းဆုံဖြစ်တဲ့ပြဿနာမျိုးတစ်ခါကျရင်လီဘာနင်းပေမဲ့ကားကဝစ်ဆင်းသွားတဲ့ပြဿနာမျိုးတွေကြုံရပါတယ်နော်။ဒါကြောင့်မဲ့ ဲ့ဒီတိုက်ပစ္စည်းတို့မဟုတ်ပလတ်စီပေါ့ဗျာအဲ့ဒီစီတွေမကောင်းဆိုရင်လည်းဒီပြဿနာမျိုးကြုံတွေ့နေနိုင်ပါတယ်တိုက်ပစ္စည်းတွေပလတ်စီတွေကလည်း rubber တွေဖြစ်တဲ့အခါကျတော့တန်တန်းတစ်ခုကြာသွားတဲ့အခါမှာမာလာတယ်အဲ့လိုမာလာလို့ရှိရင်လည်းနောက်ဆက်တွဲအနေနဲ့အခုလိုမျိုးပြဿနာမျိုးတွေကြုံတွေ့နေနိုင်ပါတယ်ဒီနေရာမှာတစ်ချက်လေးထည့်သွင်းပြီးစဉ်းစားရမှာကကော်ပေါ့ဗျာအဲ့ဒီတိုက်ပစ္စည်းတွေပလတ်စီတွေထည့်တဲ့အခါမှာတချို့ကြတော့အစိုးရင်လွန်လာ ဒီစီကပြန်ပြီးတော့ယူစိတ်မှာကြောက်တဲ့အတွက်ကော်ကိုလွန့်ကျွန်သုံးတာပုံမှန်ဆိုလို့ရှိရင်တိုက်ပစ်ဖုံးကလည်းကောင်းတယ်ပလက်ရဲ့ဒီသူ့ရဲ့ပလက်စီအထိုင်ကလည်းကောင်းတယ်ဆိုရင်ကော်မသုံးလဲဘာမှမဖြစ်ဘူးဒါပေမဲ့တချို့ကြတော့အဲ့ဒါကိုစီကမလုံပါဆိုတဲ့အတွက်ကော်ရီကိုနင်းကန်ထဲတယ်ကော်ရီကိုနင်းကန်ထဲတဲ့အခါမှာနောက်ဆက်တွဲဘာဖြစ်လာလဲဆိုတော့အဲ့ဒီကနေပြီးတော့မှာ ကော်ကတဒုသာခံသွားပြီးတော့ကော်ကအေးနေတဲ့အချိန်မှာအဲဟိုခဏတာတော့ပြဿနာမရှိပေမဲ့နည်းနည်းလေးကြာသွားလို့ရှိရင်အဲ့ဒီကော်ကမာပြီးတော့ကော်ထောက်သွားတယ်။အဲ့လိုကော်ထောက်သွားရင်နောက်ဆက်တွဲကဘာဖြစ်လာလဲဆိုတော့အဲ့ဒီကနေအင်ဂျင်ဝိုင်ယိုတဲ့ပြဿနာမျိုးတွေကြုံရတယ်။အဲ့လိုမျိုးအင်ဂျင်ဝိုင်ကြီးယိုတဲ့အင်ဂျင်ဝိုင်ကအပြင်ကိုတိုက်ပစ္စည်းရတဲ့အပြင်ကိုယိုတာမျိုးတွေပလက်စီမလုံလို့အဲဒီစပက်ပလက်နဲ့အင်္ဂလိပ်ရှင်းကွိုင်းရဲ့ဂျားတွေကိုရောက်ရှိလာတဲ့ပြဿနာမျိုးတွေကိုမကြာခဏကြုံရပါတယ်เนาะ။ဒါကြောင့်မယ် အဲဒီပြဿနာတွေ ਆ ဆိုလို့ရှိရင်လေဒီ spec plan နဲ့ spec plan မှာ engine လာပြီးတော့စူစီနိုင်တဲ့ပြည့်ချက်တွေထဲမှာပါဝင်ပါတယ်เนาะအဲ့တော့ဒါကတော့အဖြစ်များတဲ့ပြည့်ချက်6မျိုးပေါ့ဗျာအဲဘားစီတွေဘားကိုက်တွေအကြောင်းဖြစ်တတ်တယ်နောက် piston ring တွေအကြောင်းဖြစ်တတ်တယ် cylinder နံရံတွေစားတာ piston နံရံတွေစားလို့ရှိရင်လည်းဖြစ်တတ်တယ် PCB system ပြည့်ချက်ဖြစ်လို့ရှိရင်လည်းဖြစ်တတ်တယ်နောက် turbo charger တွေမှာပြည့်ချက်ဖြစ်လို့ရှိရင်လည်းဖြစ်တတ်တယ်နောက်ဒီ spec plan ရဲ့စီးသို့မဟုတ် type c တွေမှာပြည့်ချက်ဖြစ်လို့ရှိရင်လည်းဒီလို ပြဿနာမျိုး spablum မှာ injury ဆိုတဲ့ပြဿနာမျိုးကိုကြုံတွေ့နေနိုင်ပါတယ်။အဲ့ဒီအပြင်ကိုတခြားပြစ်ချက်တွေကြောင့်လည်းဖြစ်နိုင်တယ်။ဥမာဟတ်ဒီကွဲတာ gasket တွေမှာပြစ်ချက်ဖြစ်တာပေါ့ဗျာ။ဒါတွေအားဆိုလို့ရှိရင်လည်းဒီ spablum မှာ injury ဆိုတဲ့ပြဿနာမျိုးအပြင်ကို injury မှာလုံးဝသိတတ်တာကိုဆွေးယုံကြပြီးတော့ injury မှုတ်တဲ့အဆင့်အဲဒီရေစုတာပေါ့ဗျာအဲ့လိုဖြစ်တဲ့အဆင့် ठी ကို ဖြစ်စေနိုင်ပါတယ်เนาะဒါကတော့အဲကျွန်တော်ဒီ spablum မှာ injury ဆိုစေနိုင်တဲ့အဖြစ်အများဆုံးဖြစ်ချက် 6မျိုးကိုမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်လေးနဲ့ပူဒါဖြစ်မျှဝေဆွေးနွေးကြတာဖြစ်ပါတယ်။အားပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။